လာဟုတိုင်းရင်သားများ၏နှစ်စဉ်ကျင်းပပြုလုပ်သည့်ရိုးရာကောက်သစ်စားပွဲကိုရေပူစမ်းစံပြကြေးရွာတွင်ကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းတာချီလိမ့်မြို့လွယ်တော်ခန်းကျေးရွာအုပ်စုရေပူစမ်းစံပြကြေးရွာတွင်အောက်တိုဘာလ18ရက်နေ့ကျင်းပပြုလုပ်သည့်လာဟုတိုင်းရင်သားများ၏နှစ်စဉ်ကျင်းပပြုလုပ်သည့်ရိုးရာကောက်သစ်စားပွဲအားကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါရိုးရာကောက်သစ်စားပွဲသို့ တိရဂံတိုင်းစစ်ဌာနချုပ်တိုင်းမူဘိုးချုပ်ဆိုးလိုင်းစစ်ပြူဟာအဖွဲ့အခြေချတာချီလိမ့်မှာစစ်ပြူဟာမူဘုံမူကြီးကျော်မင်းထွန်းနဲ့စစ်ဘက်ဆိုင်ရာကြီးကဲများတာချီလိမ့်ခရိုင်ရဲတပ်ဖွဲ့မူဒူရဲမူကြီးနေမျိုးတာချီလိမ့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဥကျော်စွာမျိုးနှင့်ဌာနဆိုင်ရာကြီးကဲများရှမ်းပြည်နယ်ရှေ့ပိုင်းပြည်တော်စုကြံ့ခံရေးနှင့်ဖွံ့ဖြိုးရေးပါတီပြည်နယ်ပါတီဥက္ကဋ္ဌဒေါက်တာလင်းစောထွန်းပြည်နယ်ပါတီကော်မတီဝင် ဥဝီစေမိုတာချီလိတ်ခရိုင်ပါတီအတွင်ရေးမှုဥဟန်ဦးမြို့နယ်ပါတီဥက္ကဋ္ဌဦးကျော်ငိမ့်အောင်မြို့နယ်ပါတီဗန္ဒာရေးမှုဦးဆိုင်အောင်ခန်းနဲ့ပါတီကော်မတီဝင်များခရိုင်မြို့နယ်ပါတီအမျိုးသမီးအဖွဲ့ဝင်များမှတက်ရောက်ကြီးမြင့်ပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ